ပရိသတ်အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ္တမှာကြားလိုက်ကျဆွားရပါရှင်ကျမတို့ channel ကလည်းနေစဉ်ပြည်တွင်ပြပသတင်းများကြောင့်အရေးသတင်းများနဲ့အနောက်ဆော်ရသတင်းများကိုအချိန်နဲ့တပြေးညီစာတိတ်တိတ်ဆက်ပေးတော့မှာဖြစ်ပါရှင်ရခုပရမောဆွာစာတိတ်တိတ်ဆက်ပေးမယ်သတင်းချောင်းတွေကတော့ဖနပိုင်းတမရဟာဒူတာတေကတူပင် ICC တရားရုံးဖန်ရံဖြင့်မေလိုင်ကိုလည်းဖန်စင်နိုင်တဲ့အချိန်ရောက်လာနိုင်မယ်ဟု SACM ကထုတ်ပြန်ကြေညာထားတဲ့ဆိုတဲ့သတင်းလည်းပဲဖြစ်ပါရယ်ဖနပိုင်းတမရဟာ ရိုဒရီဂိုဒူတာတေကိုဖိလစ်ပိုင်အစိုးရက အပြည်ပြည်ဆိုင်ရာရာစုတရားရုံး ICC ဖမ်းရဖြင့်ဖမ်းဆီးပြီးနယ်သာလန်နိုင်ငံရှိ ICC တရားရုံးသို့ပို့ဆောင်လိုက်ပြီးတဲ့နောက်မြန်မာနိုင်ငံမှာအကြံပေးစကောင်းဆောင်မရနိုင်ကိုလည်းဖမ်းဆီးနိုင်တဲ့အခြေရောက်ရှိလာနိုင်မဲ့ဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကယနေ့ထုတ်ပြန်ကြေညာထားဖြစ်ပါရယ် ဖိလစ်ပိုင်တွင်မိုးရစ်စေဝါတပ်ဖြတ်ရေးအမိခံ၍လူအမြောက်များတပ်ဖြတ်ခဲ့တဲ့ရာစုမှုဆိုင်ရာဆွဆွချက်များဖြင့်နိုင်ငံတကာရာစုထင်ရှားရုံး ICC ကဖန်ရံထုတ်ထားတဲ့ဖိလစ်ပိုင်တမရဟောဒူတာဒီကိုဖိလစ်ပိုင်အစိုးရကမတ်လ17ရက်နေ့တွင်ဖမ်းဆီးလိုက်ပြီးနယ်သာလန်နိုင်ငံဒီဟိတ်မြုပ်ကိုပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ဖိလစ်ပိုင်ဆိုရက ICC တရားရုံးအဖွဲ့ဝင်နိုင်ငံအဖြစ်မှ2019ခုနှစ်တွင်နှုတ်ထွက်ထားခဲ့တော်လည်းပဲ ISIS တရားရုံးရဲ့ဖန်ရန်ထုတ်ထားတဲ့ဖိလစ်ပိုင်တမရဟောက်ကိုပြပြတတအရင်ယူဆောင်ရွက်မှုမှာနိုင်ငံတကာအတိုင်းအဝန်အတွက်တာဝန်ခံမှုနဲ့တာဝန်ရမှုဆိုင်ရာအဓိကကြောင်းအပြင်မှုတစ်ခုအဖြစ် SSCM တထောင်တူကမှတ်ချက်ပြုထားဖြစ်ပါတယ်။ ဖိလစ်ပိုင်တမရဟောင်းဖန်စီခံရမှုဟာအထူးသဖြင့်မြန်မာနိုင်ငံမှာမင်းအွန်လိုင်းအထွေပြင်းထန်တဲ့တရင်စကားဖြစ်ပြီးရိန်ဂျာများကိုမောင်းထုတ်ခြင်းနဲ့ညံပန်းနေဆက်မှုဆိုင်ရာရန်စုံမှုများအတွင်းမင်းအွန်လိုင်းကိုဖန်ရန်ထုတ်ရန်2024ခုနှစ်နိုဝင်ဘာလတွင် ICC တရားရုံးရှင်းလင်းများကရှင်းထားခဲ့ပြီးဖြစ်ပါတယ်။မကြာမီ ICC တရားရုံးကမင်းအွန်လိုင်းကိုဖန်ရန်ထုတ်ရန်မျှော်လင့်ထားပြီး ICC တရားရုံးရှင်းလင်းများကနောက်ထပ်အသံရှိသူများကိုလည်းဖန်ရန်ထုတ်ရန်ရှင်းလင်းကြောင်း ICC ကထုတ်ပြန်ထားဖြစ်ပါတယ်။ မကြသေးမီကလည်းအာဂျင်တီးနားတရားရုံးကမေအွန်လိုင်းအပအဝင်မြန်မာနိုင်ငံမှာစစ်ဖက်နဲ့အရက်ဖက်ပုဂ္ဂိုလ်25ဦးကိုဖမ်းရန်ထုတ်ခဲ့ပြီးဖြစ်ပါရယ် SSCM တထောင်သူကတော့ဖိလစ်ပိုင်တမရဟောင်းဒူတာဒေးကိုဖမ်းဆီးနိုင်မှုကအလွတ်ခံမှခဲ့တဲ့လုံဆောင်ချက်ဖြစ်ပြီးဩစာကြီးမာတဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတခုက ICC တရားရုံးနဲ့အင်တာပိုရဲ့တပ်ဖွဲ့ကိုလေဆာမှုလည်းဖြစ်ပါရယ်နိုင်ငံတကာဆိုင်ရာတာဝန်ခံမှုတစ်ခုလည်းဖြစ်ပါရယ်အဲ့ဒါကမင်းအွန်လိုင်းနေနဲ့လည်းဒီလိုမျိုး ဖမ်းဆီးခံရမယ့်အချိန်တေချာပေါက်ရောက်လာနိုင်မယ်ဆိုတာထင်ထင်ရှားရှားပြသနေပါတယ်လို့ပြောဆိုထားဖြစ်ပါတယ်။ဖိလစ်ပိုင်ကင်မရာကိုဖမ်းဆီးနိုင်မှုဟာကုလသမဂ္ဂနိုင်ငံတကာလူ့အခွင့်အရေးစနစ်နဲ့တရားမျှတမှုဆိုင်ရာဂတိတွေအပေါ်မှာယုံကြည်မှုတွေဆုံးရှုံးနေတဲ့မြန်မာနိုင်ငံမှာပြည်သူများအတွေ့မျောလင့်ချက်အယောင်ကြီးများတောက်ပအစစ်ချောင်း SSCM တထောင်သူကထလောင်ပြောဆိုထားဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံဟာ2026ခုနှစ်တွင် အာဆီယံအခွင့်အရေးရဲ့အုပ်ချုပ်နိုင်ငံအဖြစ်တာဝန်ထမ်းဆောင်ရပြင်ဆင်နေတဲ့အချိန်မှာ ICC တရားရုံးဖန်ရန်ထုတ်ခံထားတဲ့ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတီကိုဖန်စီပြတ်တာခဲ့ခြင်းနဲ့ဖြစ်ပါရယ်။ဆက်လက်ပြီးတော့တာယာဝတီခရိုင်တွင်အုပ်ချုပ်ရမှုနဲ့ပြူစောတင်း20ဦးခန့်ပြစ်ခတ်ခံရပြီးတည်ဆုံသွားပြီးနောက်ပြူစောတင်းများကိုလက်နက်တပ်ဆင်ပေးကာရှက်ွက်နဲ့ကြေးရအုပ်ချုပ်ရအဖွဲ့များကလုံခြုံရေးတွေကိုစတင်ပေးနေတဲ့ဆိုတဲ့တင်ပြတင်ဆက်ပေးမှာဖြစ်ပါရှင်။ ပဲခူးတိုင်းတာယာဝတိခရိုင်အတွင်းမှာရှိတဲ့မြို့နယ်များတွင်ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှုပြူစောတိများတရင်ပေများအပောင်းဝင်စစ်တပ်ဘက်တော်သား20ခန်းပြစ်ခတ်ခံရ၍တိုက်ဆုံတော်ပြင်းအောင်ပြူစောတိများကိုလက်နက်တဆင်ကတက်တော်ဆောင်ဖြင့်စတင်ထားရှိနေပြီဖြစ်ကြောင်းဒေသတရင်မြေကရန်ကုန်ခေတ္တတရင်ဌာနထပ်ထုတ်ပြောဆိုထားဖြစ်ပါသည်။ 2025ခုနှစ်ဇန်နဝါရီလပိုင်းမှအစတင်၍တရားဝတ္ထခရအတွင်းရှိကြီးရွာများမှလူငယ်များကိုပေါ်လာဆွဲဖမ်းဆီးခြင်းနဲ့ပြည်သူများကိုနှီးမျိုးစုဖြင့်ဖိနှိပ်နေတဲ့အကြမ်းဖက်စစ်တပ်ကနေအုပ်ချုပ်ရမှုများနဲ့စစ်တပ်ဒေါက်တာများကိုတော်လည်းတပ်ဖွဲ့များကဆက်တိုက်တပ်ဌာနတဖြင့်တိစုံမှုများမြင့်တက်လာတဲ့ချင်းတွင်စစ်တပ်ကရင်ခဲ့သို့ပြုစုခြင်းများကိုလက်နက်တပ်ဆင်၍လှုပ်ချွေးပေးလာရခြင်းဖြစ်ကြောင်းသိရှိရပါသည်။ထို့သောတပ်ခတ်မှုများ လုံဆန္ဒချင်းကြောင့်ကြေးရအောင်ချိုရမှုများနဲ့စစ်တပ်တောက်တိုင်းများဟာကြေးရအထဲမှထွက်ပြေးတင်းလျှောက်ရှင်နှုတ်ထွက်ခြင်းနဲ့စစ်တပ်တပ်ဆွဲထားတဲ့နေရာများတွင် နေထိုင်ပြီးအဝေးမှလမ်းပြီးတော့အုပ်ချုပ်ခြင်းများကြောင့်အုပ်ချုပ်ရေးရနေရာများလည်းလက်ပတ်နှမ်းခြင်းမရှိတော့ကြောင်းထို့ကြောင့်ပြူစောခြင်းများကိုလက်နဲ့တက်ဆင်ပေးပြီးတက်တော်ဆောင်အဖြစ်ခက်အံ့မှုများစစ်တပ်ကလုံလောက်ဆောင်လုံဆောင်တာချင်းဖြစ်ကြောင်းသိရှိရပါသည် လက်ရှိအချိန်တွင်တက်တော်စလက်နက်ကိုင်ပြုစောခြင်းများဖွဲ့စည်းနိုင်ရန်မြို့နယ်အလိုက်အထွေထွေအုပ်ချုပ်ရေးမှုအစီဌာနများမှလူ့ရည်စင်းများတောင်းခံထားပြီးတနက်ပြည့်တနံပေးရန်စစ်စင်တွေကအုပ်ချုပ်ရေးမှုများကိုပါစစ်တပ်ပေးမိဖြစ်ကြောင်းသိရှိရပါသည်။ တိုင်းအဝတီခရိုင်ထဲကအုတ်ချုံရုံမှုတွေကိုတောင်းရင်တပ်ဖွဲ့တွေကစစ်တိုင်ပြစ်ခတ်တိုက်ခတ်နေလို့စစ်တပ်ကနဲ့အုတ်ချုံကြီးတွေရွာတွေထဲမှာမနေရတော့ဘူးစစ်တပ်ရဲ့အုတ်ချုံရုံမှုရန်ရဲတွေကရပ်တန့်သွားတဲ့အခြေအနေလောက်ထိဖြစ်နေတာအုတ်ကြီးတွေတော်တော်များများကစစ်သားတွေတက်ဆွဲထားတဲ့မြို့တွေပေါ်မှာပဲလာနေကြပြီးအဝေးကနေလမ်းအုတ်ချုံကြတာတချို့အုတ်ကြီးတွေဆိုရင်စစ်မှုထမ်းခြေကိုကေပေးနဲ့လမ်းလွဲခန္ဓာတွေလုပ်ပြီးမြို့ပေါ်မှာစုပြုံရောက်ရှိနေကြတာရွာတွေကိုပြန်လွတ်တော့လည်းမပြန်ရဲဘူးနှုတ်ထွက်မယ်ပဲပြောနေကြတော့ လက်နက်ကိုင်းတတော်ဆောက်တွေနဲ့အုတ်ကြီးတွေကိုရွာပြန်လွတ်ဖို့စစ်တပ်ကလုပ်နေတာအခုမြို့ပေါ်ကစစ်စခန်းတွေမှာပြူစောတီတွေကိုတနက်ပြည့်တနက်ပေးဖို့ဆိုပြီးလုပ်နေကြတယ်ဟုဒေသတရေမြက်ကပြောဆိုထားဖြစ်ပါတယ် ဆက်လက်ပြီးတော့မြန်မာစစ်တပ်အင်အားအလွန်အကျွမ်းသုံးမှုကိုရပ်ဆိုင်ဖို့ EU တောင်းဆိုလိုက်ပြီးဆိုတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်မြန်မာစစ်တပ်အနေနဲ့ရန်လိုတိုက်ခတ်မှုတွေကိုအမြန်ဆုံးရပ်တန့်ပြီးအင်အားအလွန်အကျွမ်းသုံးတိုက်ခတ်မှုတွေကိုရပ်တန့်ဖို့လုံခြုံစိတ်ချရရုံမကအတားဆီးတွေကင်းတဲ့လူသားချင်းစာနာမှုအကူအညီတွေကိုအမြန်ဆုံးခွင့်ပြုပေးဖို့ဥရောပသမဂ္ဂ EU ကတောင်းဆိုလိုက်ကြောင်းတရှိရပါတယ်ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမှာမတ်လ17ရက်နေ့ကကျင်းပခဲ့တဲ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်း NGO UNHCR ရဲ့62ကျင်းမြောက်အစည်းအဝေးအပြီးထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာယခုလိုမျိုးပဲတိုက်တွန်းလိုက်တာဖြစ်ပါတယ်။မြန်မာနိုင်ငံကတက်ဆန်တူအဖွဲ့အလောအရတာပီတူတွေကိုအကာအကွယ်ပေးဖို့အပါဝင်နိုင်ငံတကာဥပဒေတွေနဲ့နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေကိုလေးစားလိုက်နာဖို့လဲဥရောပသမဂ္ဂကတိုက်တွန်းခဲ့တဲ့အကြောင်းကုလသမဂ္ဂလှုပ်ချော်ရေးကောင်စီကနေချမှတ်ထားတဲ့ resolution 2669နဲ့အညီအာဆီယံအရှိတောင်အာရှနိုင်ငံများအတင်းနဲ့ကုလသမဂ္ဂတို့ကငင်းချမ်းတဲ့နီလန်နဲ့ဖြည့်ရှင်းဖို့ကြိုးပမ်းတာတွေကိုအပေးချောင်းဖော်ပြချားပြပါတယ်။ဒါပြင် UNHCR အနေနဲ့မြန်မာနိုင်ငံကဒုက္ခသည်တွေကိုလက်ခံချတဲ့နိုင်ငံတွေအာဆီယံနဲ့တခြားဒေသတွေအဖွဲ့တွေနဲ့ပူးပေါင်းပြီးနေဆက်ဖြတ်ကျော်အကူအညီပေးနိုင်ဖို့တိုက်တွန်းချားဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလူအခွင့်အရေးချုပ်ဖောက်မှုနဲ့နိုင်ငံတကာဥပဒေချုပ်ဖောက်မှုတွေထပ်မဖြစ်အောင်နိုင်ငံတကာတွမြင့်ဆောင်ရွက်ချက်ကိုလည်းတိုက်တွန်းကြောင်းကြေညာချက်မှာဖော်ပြအထားဖြစ်ပါရယ် UNACR နဲ့တခြားကုလသမဂ္ဂအဖွဲ့အစည်းတွေအားလုံးကလည်းမြန်မာနိုင်ငံခြားနေကိုယ်စားလှယ်တွေကိုရေရှည်အကျိုးဖြစ်ထွန်းမဲ့နေလန်တွေအကြံဖြစ်အကြံပြုဖို့လည်းဥရောပသမဂ္ဂကတိုက်တွန်းထားကြောင်းသိရှိရပါရယ် ဆက်လက်ပြီးတော့ကြောက်ပတောင်းဒုမြွတ်နဲ့အုတ်ချုံရီမူတန်စောဦးကျုပ်ပင်ကောင်နဲ့အုတ်တွင်မှာပြူစောတင်နဲ့အုတ်ချုံရီမူတို့ပြစ်ခတ်ခံရပြီးတည်ဆုံသွားတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးမှာဖြစ်ပါပါရှင်။မန္တလေးတိုင်းမှာကြောက်ပတောင်းဒုတိယမြွတ်နဲ့အုတ်ချုံရီမူတန်စောဦးပဲခူးတိုင်းမှာကျုပ်ပင်ကောင်နဲ့ အုတ်တွေမှာပြူစောတင်နေအုတ်ချုံရင်မှုတို့ပြစ်ခတ်ခံရပြီးသိဆုံးသွားကြောင်းဒေတာပြည်သူများထံမှတရှိရပါတယ်။မက်စလာ9ရက်နေ့ညနေ6:30မိနစ်အချိန်မန္တလေးတိုင်းကြောက်ပန်တောင်မြို့နယ်တွင်စစ်မှုထမ်းခိုင်းရန်လူငယ်များကိုဖမ်းဆီးငွေညင်နေတဲ့မြို့နယ်အထွတ်အုတ်ချုံရင်ဦးစီဌာနဒုတိယအုတ်ချုံရင်မှုတန်ဆောင်ကိုကြောက်ပရောင်မိထလာအသွာကာလန်ပြီးမြန်တရာချွေရနေအင်းတွင်တော်လိုက်ရဲပေါ်များက ဝေးရောက်ဖမ်းဆီးထွားခဲ့ကြောင်းရင်းနောက်မတ်လ10ရက်နေ့နနက်8:30မိနစ်အချိန်ခန့်တွင်ကြောက်ပရောင်မြို့ရဲ့အရှိဖက်ကြောက်ပုံတောင်ကျေးရွံနဲ့ဝဲမထောက်ကျေးရွံကြားမှာကျေးရွာချင်းစစ်တပ်လမ်းတွေကြောက်ပရောင်ဒုတိယမြို့နယ်အုပ်ချုပ်ရုံမှတန်ဆော့ဦးရဲ့အလောင်းကို ပြန်လည်တွေ့ရှိရကြောင်းသိရှိရပါသည်အလားတူပကိုတိုင်းကျုပ်ပင်ကောင်မြို့နယ်တွင်အကျန်းဖက်စစ်တပ်အတွက်အလုပ်လုပ်ပေးနေတဲ့ပြူစောတိလင်မယားကိုပြစ်ခတ်တိုက်ခဲ့ကြရတွင်မယားဖြစ်သူတေဆုခဲ့ကြောင်းပကိုယုံမအခြေပြု BTZM GBK PDM မှာတာဝန်ရှိတတူကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုထားဖြစ်ပါရယ်။အကြောင်းတစ်စပင်ဘောဂျမားခေတ္တနာကိုပြောပါရှင်။အပင်နာစုံအတွဲအထွေထွေချစ်စွတ်တင်ရှိပါရှင်။